င်္ဂလာပါရှင်။နိုဝင်ဘာလ28ရက်တောက်ကြနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှအလုတ်ကင်ခွန်လန်3695ဦးအတွက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၈ခုအတည်ပြုပေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့17မြင်းဆောင်2025ကြိမ်မြောက်စီဝေးကိုနိုဝင်ဘာ26ရက်နေ့နေ့ပိုင်းကရန်ကင်းမြို့နယ်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှဆောင်ရရာရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ကော်မတီအဖွဲ့ဝင်များအထူးဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရပါသည်။ ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့ဖွဲ့သည်ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ထုတ်လုပ်တဲ့ပြည်စည်းနမူနာပြသထားရှိမှုများကိုကြည့်ရှုစစ်ဆေးကြပါရစေ။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားပါရစေ။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည်စက်မှုကဏ္ဍတွင်ရှားကိုင်းနှုံးပြည်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခုနှစ်ခုနှင့်ဖက်ဆက်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကိုအတည်ပြုပေးခဲ့ပြီးအတည်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာ CMB စနစ်ဖြင့် Wearing Apparel မျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း CMB စနစ်ဖြင့်အဝိထည်မျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း CMB စနစ်ဖြင့်အရေးသွေးမြင့် Polyresin Ornaments Christmas ornaments, home decoration, ceramic, porcelain fragrance and crocus bronze ornaments and collective မျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း CMB စနစ်ဖြင့်၂ချက်နှင့်ဆက်ဆက်ပစ္စည်းမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် plastic အမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းတို့ဖြစ်ကအစူပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏မတည်ငွေရင်းပမာဏမှာ American dollar 12.438တန်းဖြစ်ပြီးပြည်တွင်းအလောက်ကန်ခွင်လန်း6986ဥတ်တ်ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့်အစီအွေတွင်ရင်းနှီးမြှုပ်နှံမှုပမာဏ2မြင့်နှင့်လုပ်ငန်းသုံးခုပါဝင်အထူးဒီကိစ္စ ်များတင်ပြလာတဲ့ကုမ္ပဏီ18ခုရဲ့တင်ပြချက်များကိုလည်းဆွေးနွေးဆုံးဖြတ်ကြကြောင်းသိရပါပါရှင်။ဒီသတင်းကိုတော့ဇွဲထက်ကပြပူလာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရန်ပုံငွေမှချင်းငွေများအမြန်ဆုံးပြန်လည်ကောက်ခံရရှိရေးအတွက်ဆွေးနွေးရတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရန်ပုံငွေမှချင်းငွေပမာဏချက်သိန်းနေရာနဲ့အထက်ထွက်ယူထားတဲ့ကုမ္ပဏီလုပ်ငန်းရှင်များထံမှချင်းငွေအမြန်ဆုံးပြန်လည်ကောက်ခံရရှိရေးအတွက်ဆွေးနွေးပွဲကိုနိုဝင်ဘာ25ရက်နေ့နဲ့ပိုင်းကရန်ကုန်မြို့မင်းရဲကျော်စွာလမ်းရှိမြန်မာနိုင်ငံကို ံသည်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မင်္ဂလာခမ်းမမှာကျင်းပရာရှာကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးစီးပွားရေးဝင်ကြီးဦးမြင့်အောင်ဌာနဆိုင်ရာတာဝန်ရှိသူများ ပြည်အောင်စုသမ္မတနိုင်ငံမြန်မာနိုင်ငံကုန်သည်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးရဲဝင်းနှင့်အဖွဲ့ဝင်များလုပ်ငန်းရှင်များနှင့်တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါသည်။ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့မှစကားပြောကြားရာရန်ကုန်တိုင်းဒေသကြီးအနေဖြင့်ချိန်ွေအများဆုံးထုတ်ယူထားတဲ့တိုင်းဒေသကြီးဖြစ်ပြီးပြန်လည်ပေးဆက်ရန်မှလည်းအများဆုံးကြန့်ရှိနေတဲ့တိုင်းဒေသကြီးဖြစ်တဲ့အတွက် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့စီးပွားရေးတည်ရမှုများပေါ်ကုစားရေးလုပ်ငန်းကော်မတီရဲ့လမ်းညွှန်ချက်အရချိန်ွေပမာဏ7200နဲ့အထက်ကုမ္ပဏီလုပ်ငန်းရှင်များအား အဓိကထားခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပါကြောင်းပြန်လည်ပေးဆက်ရန်တာဝန်ရှိတဲ့အတွက် ချင်းငွေများကိုတုံးကျင်ခွဲပြီး2026ခုနှစ်မတ်လအတွင်းအကြေးပေးဆက်ရံနဲ့ပြန်လည်ပေးဆက်ရံကြန့်ရှိနေတဲ့ကုမ္ပဏီလုပ်ငန်းများကိုစီမံခန့်ခွဲမှုနည်းလမ်းများနဲ့အရေးယူဆောင်ရွက်ရခြင်းထက်လုပ်ငန်းရှင်များအနေဖြင့်နိုင်ငံတော်ပိုင်ငွေအားပြန်လည်ပေးဆက်ရမယ့်အသည့်စိတ်ဖြင့်ပြန်လည်ပေးဆက်စီလိုပါကြောင်းပြောကြားပါရစေ။အဲဒီနောက်ပြည်တော်စုသမ္မတနိုင်ငံမြန်မာနိုင်ငံကုန်သည်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဝေဝင်းကချင်းငွေများအမြန်ဆုံးပြန်လည်ပေးဆက်နိုင်ရေးနဲ့ဆက်လင်း၍ဆွေးနွေးပြောကြားပါရစေ။အဲဒီနောက်ချင်းငွေထုတ်ထားတဲ့လုပ်ငန်းရှင်များကအသည်းသည့်ဆွေးနွေးကြပြီး ဆွေးနွေးချက်များပေါ်တာဝန်ရှိသူများကပြန်လည်သုံးသပ်ဆွေးနွေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပူလာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးတွင်ရှိဌာနဆိုင်ရာများမှတာဝန်ရှိသူများကစုပေါင်းသိလူရန်နေမှုအားကြည့်ရှုအားပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည်နိုဝင်ဘာ25ရက်နေ့နဲ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးကြောက်တရာခရိုင်လာတာမြို့နယ်မြို့သားတွေးဌာနတွင်တိုင်းဒေသကြီးတွင်ရှိဌာနဆိုင်ရာများမှဝန်ထမ်းများကစုပေါင်းသိလူရန်နေမှုကို ကြည့်ရှုအားပေးကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဒိုင်းဒေသကြီးတွင်ရှိဌာနဆိုင်ရာများမှဝန်ထမ်းများစုစုပေါင်း200ဦးတို့ရဲ့သွေးလူတန်းနေမှုအခြေအနေများအားကြည့်ရှုအားပေးကဝန်ကြီးချုပ်ကလိုအပ်သည်များမှကြားပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ဒိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကသွေးလူရှင်များအားအာဟာရဖြည့်စွက်စာများပေးအပ်ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့အသက်18နှစ်ပြည့်ပြီးတော့ကျောင်းသားကျောင်းသူများမဲဆင်းတွင်ပါဝင်လာစေရေးပစံအောင်မြို့နယ်တွင်ကွင်းစင်းစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ 2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမယ့်ပါရီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ရန်ကုန်တိုင်းဒေသကြီးပစံတော်မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများတွင်တက်ရောက်နေတဲ့အသက်18နှစ်ပြည့်ပြီးသောကျောင်းသားကျောင်းသူများမဲဆင်းတွင်ပါဝင်လာစေရေးအတွက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကနိုဝင်ဘာ26ရက်နေ့နဲ့7ရက်နေ့ကကွင်းစင်စစ်ဆေးကြောင်းသိရပါတယ်။အဲ့ဒီလိုကွင်းစင်စစ်ဆေးရမှာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစုံမောင်နှင့်အဖွဲ့ဝင်များသည်မြို့နယ်ပညာရေးမှုရုံးမှတာဝန်ခံမြို့နယ်ပညာ ညာရေးမှုဥခင်စုနဲ့တာဝန်ရှိသူများမြို့နယ်တွင်းရှိအခြေခံပညာအထက်တန်းကျောင်းမှကျောင်းဆရာမကြီးများကျောင်းသားကျောင်းသူများနဲ့တွေ့ဆုံ၍အသက်၁၈နှစ်ပြည့်ပြီးသောကျောင်းသားကျောင်းသူများမဲချင်းတွင်ပါဝင်လာစေရည်နှင့်မဲပိပံဝင်မဆုံးရှုံးစေရည်တို့အတွက်တာဝန်ရှိသူတို့မှစီစဉ်၍မဲချင်းတွင်ပါဝင်လာစေရည်မြို့နယ်လဝကမြို့နယ်ကော်မရှင်နှင့်သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်ရန်မှာကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့မြောက်ကလာပါမြို့နယ်တွင်မိုးရသည့်အခြေခံအားကစားသင်တန်းများဆင်းတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမြောက်ကလပါမြို့နယ်တွင်အာကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှုဖွင့်လှစ်သောမိုးရသည့်အခြေခံအလီမတိုင်ကွန်ဒူမြမတိုင်းဖစ်နက်စ်တန်အာကစားသင်တန်းစင်မွဲကိုနိုဝင်ဘာ26ရက်မွန်လွဲတနားရီကပညာလင်္ကာရမန်တိုင်းဖုံတော်ကြီးစတင်ကြောင်းတွင်ပြုလုပ်ကြောင်းသိရပါသည်။ရှေးဥစွာပညာလင်္ကာရမန်တိုင်းဖုံတော်ကြီးစတင်ကြောင်းမှကျောင်းသားကျောင်းသူများကမြမအာကစားကဘာကိုလွှမ်းစေရမည်တခြင်းဖြင့်တည်ဆူခဲ့ကြပြီးရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးကျော်ထူအောင်မှ မှာစကားပြောကြပါရစေ။ အဲ့ဒီနောက်မိုးရာသီအခြေခံအလေးမှတိုင်ကွန်တူမြမတိုင်းဖီနက်ဒန့်စ်အားကစားသင်တန်းနည်းပြများကိုကွန်ပျူတာဆောင်နဲ့သင်တန်းသားသင်တန်းသူများအားသင်တန်းဆင်းလက်မများကိုတာဝန်ရှိသူများကပြည့်ရချင်းမြင်ကြရာမြို့နယ်ပညာရေးမှူးဒေါ်မမုတ်ခိုင်ကကျေးဇူးတင်စကားပြောကြားပါတယ်။အဲ့ဒီနောက်မိုးရာသီအခြေခံအလေးမှတိုင်ကွန်တူမြမတိုင်းဖီနက်ဒန့်စ်အားကစားသင်တန်းတက်ရောက်ခဲ့ကြတဲ့သင်တန်းသားသင်တန်းသူလေးများကအသိဥပ္ပတကြပါတယ်။သင်တန်းဆင်ပွဲကိုပညာလင်္ကာရမှန်တိုင်းဖုံးတော်ကြီးစတင်ကြောင်းဆရာတော်ကြီးမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ မြို့နယ်ပညာရေးမှုမြို့နယ်အားကစားမှုနှင့်တင်နန်းသားတင်နန်းသူများတယောက်ကြောင်သိရပါရရှင်ဒီသတင်းကိုတော့တက်လွင်ဆိုကပြပူလာတာပါ